ကဘာပေါ်မှာအာဂရိတရားအများဆုံးအကျင့်ပြည့်ဆုံးမှလည်းပဲမြန်မာပြည်ပဲအာရိဏဒါနာဝိရမိတိကပရံတမာရိယာမိလို့ပြောပြီးတော့အခိုးဆုံးကလည်းမြန်မာပြည်ပဲဘာနာရိပါဒဝိရမိတိကပရံတမာရိယာမိလို့ပြောနေတယ်မြန်မာပြည်ကကြိုက်တဲ့ကျွာတဲ့တမင်ကောင်မောင်းထဲကြီးဂျိုးတော့မကျင်ဘူးရှင်ပြတက်ရှိနာကင်းပါစေဗျာတပည့်တော်မိခွန်လေးမိရှောက်ခွင့်ပြုပါဗျာ ။ဘုန်းကြီးလေးသိန်းကျော်သီရရှင်6000ကျော်တို့ကဘယ်လိုပုံစံမျိုးနဲ့သာသနာပြုနေကြသာသနာကိုအထောက်အကူဖြစ်နေကြပါသလဲဗျာ။တရားပွဲတွေမှာဘုန်းကြီးတွေတိုင်ပေးတဲ့၅ပါးသီလကမြမပြည်မှာတကယ်ထွန်းကားရလားထွန်းကားရအတွက်ရောဘုန်းကြီးတွေကဘယ်လိုတွေစီစဉ်ဆောင်ရွက်နေကြပါသလဲဗျာ။ဘုန်းကြီးတွေကိုယ်တိုင်တော်တိရမလုံအာနာရှင်နဲ့ပေါင်းစားတခိုးလက်ခံပြုနေကြတာသူတို့ပြုတဲ့သာသနာဆိုတာတန်တရားဖြစ်ပေါ်ပါပဲဗျာဗုဒ္ဓအလိုကြသာသနာပြုခြင်းအစစ်ကိုဟောကြားပေးတော့ ဟုတ်ပါဗျာမေကုမေလျှောက်ပြည်တဲ့တဲ့ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ဘုရားအလိုကြသာရဏပြုနည်းပေါ့နော်မရှင်နေရီယာပါလေဒါအရေးကြီးပါတယ်အမှန်တမ်းမှလည်းပဲမေတိမေထိုက်တဲ့ဒီကေမေကုမှာဝိဇ္ဇနုဗုဒ္ဓမြတ်စွာဘုရားကဝိဇ္ဇနုယန္တန်ကားတော်ဒီမှန်တယ်မဖြစ်မနေလောက်ရမယ်အချက်ရှိပါတယ်စရထပိကဝေစာရိကံဓမ္မန္တိတိဋ္ဌဘူဇနာဟိတာယဘူဇနာဒုက္ခယလောကန္တုကံပါယဒီချက်သုံးချက်ဟာမဖြစ်မနေလောက်ရမယ်မရှင်နေရီ အလုတ်ပါပဲနော်ကျောင်းကြီးဒီမှာထိုင်ပြီးတော့ငြိမ်ကုတ်နေကြနေခကြီးတွေထွက်ကြခကြီးတွေလှည့်လေကြလှည့်လေပြီးတဲ့အခါမှာလူတွေတဦးချင်းဖြစ်စီ၂ယောက်ဖြစ်စီ၅ယောက်ဖြစ်စီ၁၀ယောက်ဖြစ်စီအားလုံးတော့နှလုံးသားတွေထဲမှာဘုရားရဲ့ဆုံးမတွေအကျိုးဖြစ်ဆုံးစီမတွေငြိမ်းချမ်းစီမတွေအစည်းအဝါဖြစ်စီမတွေအကျိုးရှိမတွေအဲ့ဒီအတွက်ဆောင်ရွက်ကြဟောပြောကြနော်ဘုဇနာဟိတာယ အဲ့ဒီလောကလူသားတွေရဲ့အကျိုးရှိရေးလမ်းစဉ်ကိုလောက်ကြအကျိုးမဲ့တွေမလောက်ကြနဲ့သူတို့ကိုရှေးစုညွန်ကြကြဘယ်ဟာတွေကအကျိုးမဲ့တွေဖြစ်စေတာလဲဘယ်ဟာတွေကအကျိုးရှိတွေကိုဖြစ်စေတာလဲဘုဇဏဒုက္ခယနော်ချမ်းသာရေးပျက်စီးမဲ့ဆင်းရဲစေတဲ့အရေးတွေကိုလောက်စင်နေတုံတင်ပေးကြလောကန္တကမ္မယအရေးဆိုတာအလုံးကိုမေတ္တာကရုဏာမုဒိတာဥပိ္ခာယမစုတရားတွေနဲ့ လက်တွေ့ဆောင်ရှောက်ကြဒါရီယာစနစ်တကျဗုဒ္ဓဟာသင်ပေးတာဘုရားဥစဉ်တို့ဘုန်းကြီးတွေကဘုနာဗရမအခြေခံငါးပါးတိလကအရေးကြီးတယ်ခေါင်းပစုကဲတို့မြင်ရမယ်လို့တော့သင်ပေးတာဗလင်တွေပုံမှာဟောနေကြတာဒါပေမဲ့မိမိတို့စဉ်းစားကြည့်သမောင်းအရိဏဒါနဝေရမဏိတိက္ခာပရံတမာရိယာမိကဘာပေါ်မှာအပြည့်ဆုံးတိုင်းပြရမြန်မာပြည်ပဲဘလောက်ရှက်စရာကောင်းလဲတိုင်းပြည်လုံးဘုန်းကြီးလေးသိန်းကျော်တိလချင်း၆တောင်းကျော်တိုင်ပေးနေကြတာဒီအရိဏဒါနဝေရမဏိတိက္ခာပရံတမာရိယာမိဂျပန်နိုင်ငံမှာမဆိုးဘူးမခိုးဘူး ဝိသင်းတို့ရောက်တဲ့ဥရောပနိုင်ငံတွေဆွစ်ဇာလန်၊နော်ဝေ၊ဒိန်းမတ်၊ပြင်သစ်၊ဂျာမနီအစိုးမခိုးဘူး။ကားတွေယထားတွေလက်မှတ်တွေစစ်ခဲပါတယ်။ဒါစစ်ရင်လည်းဘယ်သူမှခိုးစီတာမရှိပါဘူး။သူတို့ရဲ့စနစ်ကလည်းခိုးလို့မရအောင်လုပ်ထားပါတယ်။နော်။သူတို့စစ်လိုက်တာနဲ့ဒီတခိုး record ဟာသူတို့မှတ်တမ်းစင်းနေဝင်သွားမှာဖြစ်ပါတယ်။အလုရှောက်လို့ခတ်မှာ။တရားကိုတော်ဆန်းစုကြည်လက်ထက်မှာ နော်ဂျပန်နိုင်ငံနဲ့အားလုံးဒီလိုစနစ်တင်နဲ့ထိန်းချုပ်နိုင်မှုအတွက်စမတ်ကတ်တင်နဲ့စနစ်တကျလုပ်ဖို့အားလုံးပြင်ဆင်ပြီးပါပြီအခုဒီ9နှစ်ရေးဆိုရင်ဒါတွေအားလုံးဖြစ်နေပြီလူတို့ချင်းတယောက်ချင်းစီကပိုင်ဆိုင်နာတွေအကုန်လုံးဒီထဲမှာဒေတာတွေအကုန်လုံးထည့်ထားကိုချင်းတရား record တွေမှတ်တမ်းတွေအကုန်လုံးလာအခုကကြတော့မိမိတို့မြင်နေတိုင်းပဲနော်ဘယ်ကောင်ကတကူဘယ်ကောင်ကဂျပူနော်ဒီနေရာခိုးဆိုးတက်ပြီးဟိုနေရာကျရင်ဖျားတယ်ပြရင်သူတော်ကောင်းလို့ထင်မှတ်ကုန်ရအင်မတမဆိုးရတဲ့ကိစ္စတွေအဲ့တော့မိခိုးရှင်မေးတို့လိုမြန်မာပြည်ကဘုန်းကြီးတွေက ုဆိုနေတဲ့အရိဏဒါနဝေရမဏိတိတ်္ကပရံတမာရိယာမိဒါတွေထုံးကားနေရင်ဘုဇနာဟိတာယမဖြစ်ဘူးဘုဇနာဒုက္ခယမဖြစ်ဘူးလောကနုကမ္မယမဖြစ်ဘူးလောကကြီးပျက်စီးတာပဲတခိုးနေများတဲ့အတိုင်းကြီးပျက်စီးတာဘလို့ဒုက္ခယဖြစ်မှာအဲ့တော့မြန်မာပြည်မှာအရေးကြီးဆုံးဖြစ်တဲ့အာနာခိုးခံထားရတာချုပ်ချာအာနာဆိုတာပြည်သူပိုင်နာပြည်သူကရွေးချယ်ပြီးတော့အနှင်းနဲ့လူစီမှာပဲရှိရဒါနေဝင်လက်ထက်တွေကဥစဉ်တော့ခိုးခံထားရတာခိုးပစ္စည်းခိုးခံတာခိုးခံထားတဲ့အတိုင်းကြီးပဲတိုင်းပြည်မှာမချမ်းသာ တော့မတရားခိုးခံတာရတာပြည်သူကိုစောက်ရှောက်ရမှာပြည်သူရဲ့အခွန်ပန်းနာတွေနဲ့တိုင်းပြည်ရဲ့တရားစာတမ်းတွေနဲ့တိစောက်ထားတဲ့စစ်တပ်မင်းအောင်နိုင်စစ်တပ်မဟုတ်ဘူးနေဝင်စစ်တပ်မဟုတ်ဘူးတန်းရှိစစ်တပ်မဟုတ်ဘူးပြည်သူစစ်တပ်ဒါလည်းပဲခိုးခံတာရတိုင်းပြည်ရဲ့တရားစာတမ်းမှန်မြလည်းပြည်သူကဘာမှကြိုးခံစားခွင့်မရှိဘူးဒီနေ့ယနေ့ထိုင်းရောင်းစားတဲ့ gas ဆိုတာဥစဉ်တို့တိုင်းတို့ပြည်သားတွေအများကြီးချမ်းသာလို့ရတာပေါ့ဒါတွေခံစားခွင့်ရှိမယ်ရေးစေဝရုပ်တွေပဲဆင်းမရှိအင်းမရှိအကုန်လုံးအိတ်ထဲကောက်ထဲကြတာအများကြီးပါပဲဒီတရံဇာတာတွေ တို့တို့ပဲထားစရာမရှိအောင်အကုန်လုံးဒါစီမြည်စက်ချမ်းသာကုန်ကြတာအဲ့တော့ကိုကိုရင်းအာရိဏဒါနာဝေဒမီတိတ်ကရံတမာရိယာမီလို့ဆိုပေးပြီးတော့ပြီးလည်းပြီးတော့ယနေ့ဘုန်းကြီးအများစုကြီးကတခိုးနဲ့ပေါင်းစားကြတခိုးကိုကနကပြောခဲ့တယ်မတန်မယံမင်္ဂလာဘွယ်ကြီးတော်ပေးလိုက်သေးတယ်ဒီတခုတို့ကဘယ်လောက်အရှက်မဲ့တယ်လေဟေ့ဆိုတာနော်ပင်ငန်းကြီးဝတ်ထားပြီးတော့တော်တော်အရှက်မဲ့တယ်ကိုတော်ကြီးဒါကြီးကလည်းအရှက်မရှိနဲ့ဆွေချင်းငိုင်းကြီးကလည်းအရှက်မရှိဘူးဗျာသူကတာရဏပိုင်နဲ့ပေါ့ပြီဗောဒီတိုင်းပြေရဘယ်လောက်ကြက်တေးအယုံဆုံးတိုင်းပြေပဲ တခိုးမြောက်ပြီးတခိုးနဲ့ပေါင်းစားတဲ့ကောင်တွေကလူတွေရဲ့အကိုးအွယ်ခံပူဇော်ခံဟိဆိုတာတော်တော်ကြက်တရေရုပ်တာဗုဒ္ဓဟာချီးမြောက်တဲ့ချီးမြောက်ထိုက်တာကိုချီးမြောက်ရမယ်ပူဇော်တဲ့ပူဇော်ထိုက်တာကိုပူဇော်ရမယ်ကဲ့ရဲ့တဲ့ကဲ့ရဲ့ထိုက်တာကိုကဲ့ရဲ့ရမယ်ရှုပ်ချရမယ်ဗုဒ္ဓရဲ့လမ်းစဉ်တာအခုကကြတော့ကဲ့ရဲ့ရမယ်ကောင်တွေရှုပ်ချမယ်ကောင်တွေကိုတွားပြီးတော့မင်္ဂလာဝေကြီးတွေပြီးပြီးတော့ပူဇော်တယ်ပြတ်ပြီပေါ့တွားပြီပေါ့အဲ့တော့ဒီသူတို့ကိုယ်တိုင်ကတခိုးနဲ့ပေါင်းစားနေတော့ခိုးခြင်းအလုတ်က လူတွေရဲ့မြင်ကွင်းမှာကောင်းတယ်လို့ထင်လာရောအဲ့တော့ဘာဖြစ်လာလဲတခိုးနဲ့ပေါင်းစားတဲ့ခရိုနီတွေနော်အများကြီးတွေထွန်းကားလာတော်တော်အောင်စန်းစုကြည်တို့လက်ထက်မှာမှာအဂတိတိုက်ဖြတ်ရေးကော်မရှင်တွေတတိယစနစ်ချက်ဖွဲ့တိုင်ကြွင်းတွေပေးအဲ့ဒီအနေမှာကိုနေ့ကပြောခဲ့တဲ့တနင်္လာနေ့တိုင်းဝင်ကြီးချုပ်ကစားထောင်ချပြတယ်နော်အများကြီးပါပဲထောင်ချကုန်တာတွေရဲတွေနော်တရားသူကြီးတွေပြုတ်ကုန်တာတွေထောင်ချတာတွေတရားဥပဒေတိုင်းဆောင်ရွက်တာတွေလုပ်လာတော့ဒီတော့မှာကိုနေ့ကပြောခဲ့တဲ့တခိုးကင်းစင်တဲ့နေမြဖြစ်လာမှာပေါ့ တိုင်းရင်မှာဥဆောင်လာမဲ့ပုံကိုယ်တွေစံပြတ်ဖြစ်ရမဲ့သူတွေကိုယ်တိုင်ကတခိုးတွေဂျဘိုးတွေကလင်ကကြစ်တွေမရင်းကောင်တွေနော်ဂုံလုံးအချင်းစာရိတ္တပြက်ကဘာပေါ်မှာအာဂရိတရားအများဆုံးအချင်းပြက်ဆုံးမှလည်းပဲမြန်မာပြည်ပဲအာရိဏဒါနာဝိရမိတိကဗရန္တမာရိယာမိလို့ပြောပြီးတော့အခိုးဆုံးကလည်းမြန်မာပြည်ပဲဘာနာရိဘာဒဝိရမိတိကဗရန္တမာရိယာမိလို့ပြောနေတယ်မြန်မာပြည်ကကြိုက်တဲ့ရွာတယ်တမင်တကောင်မောင်းထယ်ကြီးဂျိုးတော့မကျင်ဘူးဦးဇင်းတို့အမေရိကဥရောပလိပ်စံတွေတွေလိုက်ရှိတယ်တတ်လို့မရဘူး ိုက်တင်နေကဝယ်ပေးထားတာဒါဟာတဏမေကျင်နာမေစောင့်ရှောက်မေသူတို့သိတယ်တို့တကယ်စောင့်ရှောက်ကြတာအခုကဖုန်းကြောင်းတွေဝင်နေတမင်တော်စိတ်မချရဘူးလေဘုန်းကြီးကိုယ်တိုင်ကလည်းကြက်ပြစ်ပြီးတက်စားနေတယ်ကိစ္စတော်သူပလင်မော်ရောက်ရင်ကသူကအော်တိုမက်တစ်ပါဏာတိပါတာလောက်တာယနေ့ပေါကရုံးတို့ဟာတော်တော်မြင်တဲ့အတိုင်းပဲပြူစောရီတက်ထောင်ပြီးတော့ကုပြည်တို့တော့ကိုပြန်တက်ခိုင်းနေတာယနေ့ဘုန်းကြီးတွေဘယ်ဘုန်းကြီးကတာဝန်ယူလို့ဘုရားရေဘုရားရဲ့လမ်းစဉ်နဲ့မညီညွတ်ဘူးလေဆိုတန်ခါနာရေကရှိတယ်ဘယ်မှာရဲရင်ထွက်လာလိန်စားညာစားတွေ များနေတာမြန်မာပြည်ကကလင်ကကြစ်ကောင်တွေများနေကြတာအဲ့ဒါတွေကိုဖုံးကြီးလို့တတ်မှတ်ပြီးကိုးကွယ်နေတဲ့ရိမြန်မာပြည်တော့မကောင်းဘူး။ဘာလို့လဲဆိုအပြောတရားအကျင့်တရားတွေလေယထာဝါဒီတရားကာရီမှမဖြစ်တာ။ဒါကြောင့်မလို့ဗုဒ္ဓရဲ့လမ်းစဉ်အရာရေးဆိုခုနကဥစ္စာတွေကျင့်ကိုကျင့်ရမှာ။ခုနကပြောတဲ့ရန်ကျင့်ဝင်ရတင်္ဂါလောဝါဒရမကောင်းမြစ်တဲ့ကောင်းရညွန်လေးဆိုတော့မကောင်းတာတွေတောက်ကိုတားပြရမှာ။မတားမြစ်ပဲနဲ့စင်ကြေးပေးနေရင်မကိုးကွယ်ထိုက်ဘူး။ဥစုပရိပန္နမဟုတ်တော့ဘူး။တုတ်ပရိပန္နမဟုတ်တော့ဘူး။ညာယပရိပန္နမဟုတ်တော့ဘူး။ သမိစီပြိပန္နမဟုတ်တော့ဘူးယဉ်ကျင့်ရမယ်အကြောင်းကုန်တရားတန်ခါကုန်၄ပါးအကြောင်းကုန်တရားပြတ်နေမပူစော်ထိုက်ဘူးအင်ဆလနီကလန်နီယရေးဆိုတာခုနကပြောခဲ့တဲ့၄ချက်ပြည့်စုံမှလက်အုပ်ချီခြင်းကထိုက်တယ်လို့ပြောတာဒါဒီမှမပြည့်စုံခင်တယ်ဘာလို့တွားပြီးတော့သူ့လက်အုပ်တွားချီနေရမှာတော့သူ့စီကမကောင်းတဲ့အကျင့်တွေပဲကိုနှလုံးသားထဲဝင်လာမှာပေါ့ယုတ်တိချင်းရေးဆိုတာသူ့စီကအကျင့်ကောင်းတွေကိုကိုယ့်ရဲ့နှလုံးသားထဲမှာကူးယူခြင်းလို့လာတာ အယုဒိပေးကြရဟေးဆိုတာအယုဒိမပေးထိုက်သူကိုတွားပြီးအယုဒိပေးတယ်ဟေးဆိုသူစီကမကောင်းတဲ့အမိုက်တွေပဲကိုယ်နှလုံးသားထဲစီးဝင်လာမှာပေါ့ယင်းမြန်မာပြည်ကအကျင့်တွေပြက်နေကြတာစိတ်ချောကောင်းတွေပျောက်ဆုံးနေကြတာဒါပဲဗုဒ္ဓရဲ့တရားတွေအခြေခံတရားတွေမပြန့်လို့ပဲဒါတွေကိုမမမမလုတ်ကြပဲနဲ့နွားဥတိုက်ဆိုပြီးနွားနဲ့လှဲစား၊မွေနဲ့လှဲစားနော်ဝီနီးဆိုပြီးတော့အကြောင်းပြပြီးတော့လှဲစား တကယ်ကျင့်ရမယ်ဟောရမယ်ဥစ္စာတွေကြတော့မဆုံးမဘူးမှားနေတာတွေမပြောဘူးဒီနေ့အပယလင်္ကာရတို့ဟေးဆိုလေထုံးဒီလကောင်းပဲအတွင်တင်တို့တို့ပြောတာပဲရွှေချင်းခိုင်းလေးမှာတို့တို့လည်းရွှေချင်းရပဲတီတကူကြီးရွှေချင်းခိုင်းရဲ့စီမင်းနဲ့တကူမှမညီတာဘာသက်တလုံးမှမဟာဘူးဟောင်းလေးဆိုတော့သူ့ထီမှကြောက်တယ်လေနော်အဲ့ဒီကဘယ်လိုလုပ်ကုစုပြိပန္နာဖြစ်မလဲဘယ်လိုလုပ်ဖြောင်းမဲ့ခြင်းဖြစ်မလဲကိုတော့အနာမခံမှုအသာဆန်ဖို့ပဲနော်ဘယ်လိုပြောရင်တော့ငါကြီးညိုမယ်ဟေးဆိုတော့ပတ်သက်များများရမယ်ဟေးဆိုတာဒါမဖြောင်းမတ်တာပဲမှားနေတာတွေ့ရင်သူကတို့ တီတကူမကလို့ဘာကြီးဖြစ်ဖြစ်ပေါ့ကျုံးရမှာပေါ့မပြောဘူးဆိုရင်ဒါကြီးတွေကိုမှန်တယ်ထင်ပြီးတော့အကြပြီးတော့တခိုးကြဖို့ပေါ်တဲ့အတိုင်းပြီပဲဖြစ်လာမှာပေါ့ချုပ်ချက်တဲ့နာကိုမချုပ်ချရင်ဒါဒီမှန်တယ်လို့ထင်ကုန်ရမှာပေါ့ဒါရောက်မြန်မာပြည်မှာရအနာမခံရဘူးအသာဆန်ကျင်ရတဲ့လူတွေများနေကြတယ်ဗုဒ္ဓရဲ့လမ်းစဉ်ဟာဓမ္မအမှန်လမ်းကြောင်းအတွက်ရဲရဲရင်ရင်ပြောဆိုရမယ်ဆုံးမရမယ်ဒီတော့မှခုနကပြောတဲ့ကိုရင်တိတ်ခါတွေကမြင်မလာမှာဖြစ်ပါတယ်ဒါကြောင့်ယနေ့ဟာ ဝိဇိတန်းကြီးနော်ပလင်ဘွားနေစူပေးုံနဲ့တောင်းဝင်ကြည်နေပြီဘီလို့ထင်ကြတယ်ဒါကြောင့်မလို့တို့ကညာဘက်နေပဲအရက်တော့လားပြီးရင်ပလင်ဘွားမှာကြာရင်တော့သူရမေရရာတွေလို့ကဘာမမအလိန်ဆုံးဆိုတဲ့မုဒဝါဒဆိုတဲ့ကောင်းနေနဲ့ပေါင်းစားတို့ကိုယ်တိုင်ကလိမ့်နော်စံပြဖြစ်ရမယ်ခုံကြီးတွေကိုယ်တိုင်ကစံပြမဖြစ်ပဲနဲ့တခိုးတွေကြိုးတွေလူလိန်ကောင်းတွေလိမ့်ရဲတဲ့လူကမလုံရဲတာဘာမှမရှိဘူးဆိုတဲ့မင်းအောင်နိုင်တို့ဇော်မဲလုံးတို့ပုံပုံတွေ နော်ကွာကိုလိန်နာအမရတဲ့တကြောင်ဖက်ခွက်စာအမှုပညာတွေတွေပါနော်စကားရိုက်ပြီးတော့လိန်ခိုင်းလိန်မဲကောင်တွေ6000ဆေးရပေးပြီးတော့ငားပြီးတော့လိန်ခိုင်းဘလို့လို့ပြီးဒီတိုင်းပြီးကောင်းလို့ပါလေဒါကြောင့်မလို့ဒါရီယာဗုဒ္ဓလမ်းစဉ်နေနဲ့ဆန့်ကျင်ဘက်တွေတွားနေကြခြင်းဖြစ်ပါတယ်ဒါတွေကိုမိမိတို့ကအစိုးလို့မမြင်တဲ့ရိမြမပြည်ဟာပျက်စီးခြင်းတွေဇာတို့လာပြီးတော့ဒုက္ခတွေရောက်ကြမှာဖြစ်ပါတယ်ဒါကြောင့်ဒီမကောင်းကျင့်တွေကို ရှောင်ကျင်နိုင်ကြပါစေလို့ဖြစ်ကြပြီးလိုက်ပါတယ်ယေရှုတင်ပါတယ်